ားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့အမြဲတမ်းပူပန်ဆိုးရိမ်မှုတွေရှိနေတဲ့သူတွေအတွေးလုံနေတဲ့သူတွေအမြဲတမ်း worry တွေအမြဲတမ်းစိတ်ဆင်းရဲမှုတွေပူလောင်မှုတွေကြုံနေရတဲ့သူတွေအတွက်ကိုကျွန်မကအာကျွန်မကိုယ်တိုင်လည်းဖြစ်ခဲ့မှုတွေအတွေ့အကြုံနေနဲ့ဘယ်လိုမျိုးအေးချမ်းနဲ့ငြိမ်းချမ်းနဲ့အမြဲတမ်းရင်ထဲမှာငြိမ်းချမ်းမှုအေးချမ်းမှုလေးတွေကိုခံစားပြီးပျော်ရွှင်မှုတွေကိုခံစားနေရအောင်လုပ်ပြီးတော့ အကိုရဲ့လိုချင်တာတွေကိုဖြစ်ချင်တာတွေကိုရအောင်ယူသွားမလဲဆိုတဲ့ဟာလေးကိုမျှော်ပြသွားမှာဖြစ်ပါတယ်အဲဒီတကြားမလို့ကိုကအခုချိန်မှာအရန်ပူလောင်နေရတယ်ကိုဖြစ်ချင်တဲ့ဟာတွေရဖို့အတွက်လမ်းတွေပျောက်ပြီးတော့စိတ်တွေညစ်ပြီးတော့မဖြစ်သေးတဲ့အရာတွေအတွက်ကိုကြိုတင်ပြီးတော့တွေးပူနေတယ်အများနဲ့ကိုရင်ထဲမှာကပူလောင်မှုတွေဒေါသတွေစိတ်မချမ်းသာမှုတွေ အဲအဲ့လိုမျိုးပေါ့နော်တောကတွေနဲ့ပြည်နေရတဲ့အမြဲငြိမ်းချမ်းမှုမရှိနေဘူးအမြဲဆိုးရိမ်မှုတွေနဲ့ပဲပူလောင်နေရတဲ့ဆိုရဲသူတွေဒီဗီဒီယိုလေးကိုစောအောင်တည်တည်ချာချာလေးကြည့်ရှုပေးစေချင်ပါတယ်ကြတာဆိုရင်စလိုက်မယ်ပေါ့နော်ပထမဆုံးကျမကလူနှစ်ယောက်ကိုတည်တည်ချာချာလေးမြင်ကြည့်စေချင်ပါတယ် ပထမတစ်ယောက်ကကြတော့ကျမရှိရပြောသွားသလိုပဲအမြဲတမ်းပူလောင်နေရတယ်။သူဖြစ်ချင်တဲ့ဟာတွေကလည်းအများကြီးမဖြစ်သေးတဲ့အတွက်ကြောင့်မလို့လည်းပူလောင်နေရတယ်။ဟိုလူနဲ့လည်းနှိုင်းရှင်ဒီလူနဲ့လည်းနှိုင်းရှင်သူ့ကိုယ်သူလည်းဒေါသတွေထွက်သူ့ကိုယ်သူလည်းအာမရသူ့ကိုယ်သူလည်းယုံကြည်မှုမရှိလန်းစာတွေကလည်းပျောက်ပြီးတော့ဟိုအမြဲတမ်းဟိုအကျိတ်ရိုက်နေတာပေါ့နော်ပြီးတော့သူဖြစ်ချင်တဲ့ဟာတွေကိုလည်းသူဘလို့သွားရမှန်းသူမသိတော့ဘူးသိရမလားဖြစ်ချင်တာကြီးကအယမ်းများအယမ်းကြီးနေလောဘတွေကအယမ်းကြီးပြီးတော့ ပူလောင်နေရတာဘာဘယ်လိုလုပ်ရမလဲဘယ်လိုဖြစ်ရမလဲငါလူကြီးဖြစ်ချင်တာဆိုပြီးတော့အရင်တော့ကတွေအမြဲတမ်းများနေခဲ့ရတယ်ပေါ့နော်အဲ့တော့သူ့မှာကသူဖြစ်ချင်တဲ့ဟာတွေကိုတော့သူကောင်းကောင်းမွန်မွန်ဘယ်လိုလုပ်ရမလဲဆိုပြီးတော့မရမကရှာပြီးရုံးကန်ပြီးတော့ရအောင်လုပ်လိုက်တယ်ရသွားကောင်းရသွားလိမ့်မယ်ပေါ့နော်အဲဒါပေမဲ့နေ့စဉ်နေ့တိုင်းအချိန်တိုင်းမှာပူလောင်နေရတယ် ငါဓာကြီးရဖို့အတွက်ဆိုပြီးတော့အသေးအတန်လေးသူရကလှုပ်ရင်လှုပ်လိမ့်မယ်ပေါ့နော်အသေးအတန်လေးသူလှုပ်တယ်ရသွားတယ်ဒီဟာကိုရဖို့အတွက်တော့သူတခုကောင်းတာကသူစဉ်းစားလိုက်မိမယ်ငါတဟောအမြင်ဆုံးဘယ်လိုရအောင်လုပ်မလဲဆိုတော့လောဘစိတ်ကြီးနဲ့အယံကိုစဉ်းစားမိလိမ့်မယ်အဲ့ဒါကြောင့်မလို့ နည်းနည်းရကောင်းသွားရသွားနိုင်မယ်ပေါ့နော်ဒါပေမဲ့သူ့ရင်ထဲမှာပူလောင်နေရမယ်ပြီးတော့လည်းအယံလောဘဒေါသဆိုးရင်ပူပန်ကြီးနေလှုပ်တဲ့အတွက်ကြောင့်မလို့နည်းနည်းရသွားခဲ့ရင်တောင်မှ အခြားထဲမှာအခက်ခဲတွေအနှောက်အယှက်တွေကြံ့ကြာမှုတွေအမှားယွင်းတွေသူကြုံရလိမ့်မယ်ပေါ့နော်ကြုံရတဲ့အတွက်ကြောင့်မလို့ဟိုပို့ပြီးတော့ဒေါသတွေဖြစ်ရမယ်ပို့ပြီးတော့လောဘတွေပို့ပြီးတော့စိတ်ဆင်းရဲစရာတွေကြုံရနိုင်တယ်ပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားပါလိမ့်မယ်ရာကောင်းရသွားရင်တော့ပူလာမှုတွေအခက်ခဲတွေနဲ့ပင်ပင်မမတ်နဲ့မှရသွားပါလိမ့်မယ်အဲ့ဒါကတယောက်ပေါ့နော်ဒုတိယတယောက်ဒုတိယတယောက်ကကြတော့သူက သူလိုချင်တဲ့ဟာတွေကိုပျော်ပျော်ရွှင်ရွှင်ပေါ့ပေါ့ပါပါသူ့ရင်ထဲမှာငင်းချက်အေးချမ်းစွာနဲ့ပဲသူကသွားခြင်းတယ်သူလိုချင်တဲ့ဟာတွေကိုသူမပူပန်ရလေသူ့နဲ့သူရမယ်လို့ယုံကြည်ထားရတယ်ပေါ့နော်အော်ငါကမပူမပင်နဲ့ပဲငါလိုချင်တဲ့ဟာတွေကိုရအောင်ယူသွားမယ်သူလို့ပဲသူကဆုံးဖြတ်ထားတယ် အဲ့တော့ကြပြီးတော့လေအာသူကဒီလိုမျိုးပူပန်နေရတဲ့ဟာကငါ့ကိုမှန်ကန်တဲ့လမ်းကိုမပို့ပေးဘူး။ငါဖြစ်ချင်တဲ့ဟာတွေကိုရောက်ဖို့အတွက်ကိုအခက်ခဲတွေဖြစ်စေနိုင်တယ်ဆိုတော့ကောင်းကောင်းကြီးသိတယ်။အဲ့ဒါကြောင့်မလို့သူကသူ့လိုချင်တဲ့ goal သူဖြစ်ချင်တဲ့အရာကိုရောက်ဖို့အတွက်ကိုအေးအေးချမ်းချမ်းပေါ့ပေါ့ပါပါစိတ်အေးလေးငြိမ်းချမ်းစွာအေးချမ်းစွာနဲ့ရောက်ဖို့အတွက်ကိုသူဘာလုပ်ရမလဲဆိုပြီးတိတ်ချစဉ်းစားရတယ်ပေါ့နော်။စဉ်းစားတဲ့အချိန်မှာသူက system ဆိုတဲ့သူ့ကိုကူညီပေးမဲ့အရာတစ်ခုကို သူတည်တည်ကြပ်ကြပ်တွေ့သွားတယ်ပေါ့နော်အဲ့ system ထဲမှာဘာတွေပါလဲဆိုတော့တိကျပြတ်သားတဲ့ goal တွေပေါ့နော်သူဒီဒီနှစ်အတွင်းဒီလအတွင်းမှာသူဘာတွေဖြစ်ချင်လဲဆိုတဲ့တိကျတဲ့ goal တွေပါတယ် goal ပေါ့တိကျပြတ်သားတဲ့ goal နောက်ပြီးတော့ schedule တွေပေါ့နော်ဒီတနေ့တာ schedule တစ်လတာ schedule တစ်ပတ်တာ schedule အဲ့လိုမျိုး schedule တွေပါတယ်ပြီး plan ပေါ့နော် သူလိုချင်တဲ့ goal တွေကိုရရှိဖို့အတွက်ဘယ်လို planning နဲ့ဘယ်လို season နေနဲ့သူသွားမလဲဆိုတဲ့ plan နေပါတယ်။နောက်ပြီးတော့တနေ့တာ routine တွေပေါ့နော်။နေ့စဉ်လုပ်သွားရမယ့် routine တွေ။ကျွန်မထမင်းစားရေတောက်လိုမျိုးအချင်းတစ်ခုဖြစ်တဲ့အထိပေါ့နော်။ပေါ့ပေါ့ပပလေးနဲ့လှုပ်ဆောင်လို့ရသွားတဲ့အထိအလေး ကျင့်လေးဖြစ်သွားအောင်ဒီကိုလွတ်လွတ်ရမယ် routine တွေပေါ့နော်။ဘာလို့လဲဆိုတော့ကျမတို့ကဒီကအလုပ်တစ်ခုကိုလုပ်တော့မယ်ဆိုရင် routine အနေနဲ့မဖြစ်ဘူး။ပုံမှန်နေ့စဉ်မလုပ်သွားဘူးဆိုရင်လည်းအဲဘယ်လိုပြောရမလဲ။လုပ်တာလုပ်တယ်မဖြစ်မြောက်ဘူးပေါ့နော်။နေ့စဉ်ပုံမှန်လေးဖြစ်ဖြစ်မှန်မှန်လေးလုပ်သွားမှသာလျှင် ကျမတို့ဒီပန်းတိုင်လေးစီကိုတဖြည်းဖြည်းနဲ့ရောက်သွားမှာပေါ့နော်အဲလိုမျိုးဟိုထမင်းစားရေတောက်လို့မျိုးနေ့စဉ်ပုံမှန်မလုပ်သွားဘူးဆိုရင်ကျမတို့ဒီခန္ဓာကိုယ်ကြီးကအာကောင်းကောင်းမွန်မွန်အသက်မရှင်နိုင်အလုံးမလုံးနိုင်တလို့မျိုးပဲပေါ့နော်ကျမတို့တီးကြတဲ့ဂိုးကိုလည်းတကယ်ကိုရောက်မှာမဟုတ်ပါဘူးပေါ့နော်အဲ့တော့ routine ကလည်းအရင်ရေးကြည့်ပါတယ်နေ့စဉ်ပုံမှန်လေးအကျင့်အကျင့်တစ်ခုလိုမျိုးပေါ့နော်သွားဖို့အတွက်ကို routine လေးကအမြဲတမ်းလိုအပ်ပါတယ် ခဲ့တာဆိုရင်သူကအဲ့ဒုတိယတယောက်ကတော့သူကဒီ system ကိုတည်တည်ချာချာဆွဲတယ်သူဘာဒီဒီတစ်နှစ်တာမှဒါမှမဟုတ်ရင်သူတကယ်ကိုဘာလို့လိုချင်တာလဲအဲ့လိုချင်တဲ့ကိုကိုတည်ချာချာဆုံးဖြတ်တယ်ပြီးတော့ရင်သူ schedule တည်ချာဆွဲတယ် planning တည်ချာဆွဲတယ် routine အနေနဲ့ငါနေ့စဉ်မှာတော့ဘာဘာတွေကတော့နေ့စဉ်ဖြည့်တင်းသွားရမယ်ဘာဘာတွေကတော့နေ့စဉ်လုပ်သွားရမယ်ဆိုတဲ့ routine တွေကိုသူတည်တည်ချာချာလေးလုပ်လိုက်တယ်ပေါ့နော်အဲ့လိုကြောင့်မလို့သူက ပူလာမနေဘူးငါဒီ stand system အတိုင်းကိုတိတိကျကျလေးငါမတကယ်ကိုစီကန်ရှိရှိ ပုံမှန်လေးမပြတ်မကွက်လောက်သွားမယ်ဆိုရင်ငါလိုချင်တဲ့ကိုကအီးကျကျပပပပါနဲ့ရသွားမယ်ဆိုတာယုံကြည်တယ်နောက်ပြီးတော့သူကဒီလိုမျိုးစိတ်အေးကျကျပပပပါနဲ့တွားရင် အမားကင်းမယ်ပြီးတော့ကိုသူဖြစ်ချင်တဲ့ဟာလေးတွေကအမြန်ဆုံးနဲ့ဖြစ်သွားမယ်ကြောင့်ကြမှုနှောက်နှေးမှုအနှောက်အယှက်တွေလည်းမဖြစ်ဘူးဆိုတော့သူကသိတယ်ပေါ့နော်။ဘာလို့လဲဆိုတော့ သူအရန်ကိုဟိုဖြစ်ချင်တဲ့စိတ်တွေနဲ့လှုပ်လိုက်ရင်အမှားယွင်းနေဖြစ်သွားနိုင်တယ်။ तू ဟိုအရင်ဖြစ်ချင်တဲ့စိတ်တွေနဲ့ညအိတ်မပြောရင် तू ပို့ပြီးတော့နောက်ရက်တွေမှာခက်ခဲသွားနိုင်တယ်ဆိုတဲ့ဟာတွေမျိုးတွေပေါ့နော်ဥပမာအနေနဲ့ကျွန်တော်ပြပြတာပေါ့နော်။အာ तू အရင်ဖြစ်ချင်တဲ့စိတ်တွေနဲ့ပူလောင်ပြီးတော့ဒုက္ခတွေရောက်ရင်လည်း तू ပဲယောဂတွေရအောင်ထမင်းနေမစားနိုင်မအိမ်နာအဲ့လိုမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်။အဲ့လိုမျိုးတွေမဖြစ်ရလေအောင် तू က ဒီ system လေးအတိုင်းကိုစနစ်တကျစီကန်ရှိရှိ မပြတ်မကွက်နဲ့လှုပ်ဆောင်သွားရင်သူအေးချစ်ချမ်းပပပပလေးနဲ့သူလိုချင်တဲ့ကိုကိုရောက်သွားမယ်ဆိုတာကိုယုံကြည်ထားတယ်ပေါ့နော်အဲ့လိုမျိုးလူနှစ်ယောက်ကကွဲခြားသွားတာဖြစ်ပါတယ်နောက်ပြီးတော့စိုးရိမ်ပူပန်မှုရှိနေတဲ့အရာတွေကဘယ်တော့မှအာကောင်းတဲ့လမ်းကိုမပြတ်ဘူးဆိုတာသူသိတယ်ပေါ့နော်အေးစံပပပပမှန်မှန်ကန်စိတ်ကလေးကိုငြိမ်ချမ်းပြီးတော့သွားတယ်ဆိုရင်ကျမတို့ကြည့်တဲ့သူအနေနဲ့ဆိုရင်တော့ဟာ အာဒီလူကအာတတိရှိတယ်ငြင်းချမ်းမှုရှိတယ်ပျော်ရွှင်မှုရှိတယ်ဆိုပြီးတော့ဟိုကြည့်တဲ့သူမြင်တဲ့သူကိုပါငြင်းချမ်းစေတယ်ပျော်ရွှင်စေတယ်ပြီးတော့တခုခုဆိုရင်လည်းအားကိုးခြင်းစိတ်ယုံကြည်ခြင်းစိတ်တွေဖြစ်စေတယ်ပေါ့နော်အာဒီလူနဲ့ဆိုရင်တော့ဒီလိုဒီလိုတွေတော့ကောင်းကျိုးတွေတော့ရှိနိုင်နေဆိုပြီးတော့သူ့ကိုအလုပ်တွေပေးခြင်းနဲ့သူ့ကိုပတ်စံတွေပေးခြင်းနဲ့သူ့ဆရာအကြံဉာဏ်တွေတောင်းခြင်းနဲ့သူ့ဆရာနေပြီးတော့ဟို ဟိုအကြံဉာဏ်ခွင့်လန်းနေလူချင်းနေပေါ့နော်အဲ့လိုမျိုးတွေဖြစ်သွားတာပေါ့နော်တချို့ဟိုလိုမျိုးအရန်လောလောပါကြီးနေအာအသေးတန်နေလုံနေသူဆိုရင်အတော့နေသူတော်မှပင်ပန်းနေတာထောပါတော့တည်ရမလားသူသူကနေသူတော်မှရှုပ်ရှက်ခတ်နေတာအတော့နေသူတော်မှလောပါကြီးလောသားကြီးနေပြန်ဒီလူက အရန်ကိုသူ့အတွက်ပဲသူကြည့်တယ်လောဘတွေအရန်ကြည့်နေတယ်ငါအတွက်ဆိုတာကဖြစ်လာနိုင်မှာမဟုတ်ဘူးအဲ့တော့သူ့ကိုသွားပြီးတော့ဘာမှမပြောဘူးဟိုဒီငါပတ်စံကိုဒီထပ်ပိုကောင်းတဲ့သူယုံကြည်ရတဲ့သူစီကိုပဲအပ်မယ်ဆိုပြီးအဲ့လိုမျိုးတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဟိုကိုကပူပန်နေလဲဒီကိုရာခဲ့ရင်အောင်မှာကိုကအေးချမ်းပေါ့ပေါ့ပါလေးနဲ့ဒီကိုကိုရသွားတာက ို့ပြီးတော့ကောင်းတယ်ပို့ပြီးတော့လည်းဒီထက်ပို့ကောင်းတဲ့ဟာရတယ်တချို့သူတွေကအရန်ပူလောင်ပြီးတော့မှရသွားတဲ့ကိုကသူတို့လိုချင်တာရသွားခဲ့ရင်တော့မှဟိုတိတ်ပြီးတော့အကောင်းကြီးမဖြစ်နေတတ်ဘောနော်ဘာလို့လဲဆိုတော့ဟိုအဲ့လိုမျိုးစိတ်အရန်ပင်မန်းစွာနဲ့စိတ်နှလုံးအဓိကဒီစိတ်နှလုံးလေးကဟိုပြပြရှိရှိအေးချစ်ချမ်းနဲ့မှရလာတဲ့အရာမဟုတ်တဲ့အတွက်ကြောင့်မလို့ကောင်းကောင်းအကောင်းဆုံးဟိုစိတ်ကြည်နှဆုံးမဖြစ်နေဘူးပေါ့နော် နောက်ပြီးတော့တချို့ ကျွန်မဥပမာတစ်ခုပြောပြရမယ်ဆိုရင်ဒီတစ်ခုကိုလိုချင်တယ်အဲလိုချင်တယ်ဆိုတော့အဲ့တစ်ခုရပြီဆိုရင်ငါဘာလုပ်ဖို့လိုချင်တာလဲဘယ်အတွက်အသုံးချမှာလဲဒီရောက်တကယ်ရသွားပြီဆိုရင်ငါဘယ်လိုမျိုးအသုံးချချင်တာလဲဆိုတဲ့ဟာပုံမူတည်ပြီးတော့ကျွန်မတို့တေးချာကြိုးပြီးတော့တွေးထားသင့်ရပါတယ်မဟုတ်ဘူးဆိုရခဲ့ရင်တောင်မှကျွန်မတို့တွေအာနီးမျိုးမျိုးစုံနဲ့မလိုအပ်တဲ့နေရာမှာသုံးပြီးပြီးတော့ကုန်သွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့ကြောင့်မလို့ကိုကကိုဒီ ဥပမာအနေနဲ့ဒီမှာပြောပြမယ်ဆိုရင်ငါသက်ဆန်သိန်းတရာလိုချင်တယ်အဲ့သိန်းတရာကိုရပြီဆိုရင်ငါကဘယ်လိုနေရာမှာသုံးမှာလဲဘယ်လိုမျိုးအတွက်သုံးချင်တာလဲဆိုရဲတိကျတဲ့ဟာကိုလှုပ်ထားရမယ်ရခဲ့ရင်လည်းငါကချက်ချင်းမကုံသွားအောင်ဘယ်လိုမျိုးတွေတေချာပလန်ထားရမလဲဆိုတဲ့ဟာတွေကိုလည်းကြိုတင်ပြီးတော့စဉ်းစားထားရပါမယ်မဟုတ်ရင်ကိုယ့်လက်ထဲကိုရောက်လာပြီဆိုရင်ကွာဟာအစနေအများကြီးဝင်လာပြီဆိုပြီးတော့သုံးချင်စာတွေအကုန်လုံးသုံးပလိုက်ရင် ဘာမှကြံတော့မှာမဟုတ်ဘူးကိုဘက်ကအာဒီပတ်စံရလာပြီဆိုရင်တော့ငါပဲအတွက်ကိုသုံးမှာအဘလို့ကြိုးရှိရှိသုံးမှာပြီးရင်ငါဘလို့မျိုးရင်းနှင်းမြွနယ်မှုလုံးမှာမဟုတ်ရင်ငါဒီပတ်စံကုတ်သွားနိုင်တဲ့ကြောင့်မလို့ငါဒီပတ်စံနဲ့လေးကိုတခုခုတော့အကျိုးရှိအောင်ပတ်စံပြန်ဝင်အောင်ဘလို့မျိုးရင်းနှီးမြုပ်နှံမှုဘလို့မျိုးစုစားမှုဘလို့မျိုးဟိုတခုခုမှာတော့ထဲ့မယ်ဆိုတဲ့စိတ်ကလေးတခုတော့ရှိပြီးတော့ကိုရှားမှာဖြစ်ပါတယ်မဟုတ်ရင်ကျမတို့ဒီလိုမျိုးကြိုးမတွေးထားရင်ပတ်စံရလာပြီဆိုရင် တက်နေသူပြန်ထွက်သွားပြီးတော့လက်ထဲမှာကြံမှာမဟုတ်ပါဘူးအဲ့လိုမျိုးပေါ့နော်နောက်တစ်ခါကျတော့ကျွန်မကပြောသလိုပေါ့နော်အငြင်းတဲ့စိတ်အေးချမ်းတာပြီးတော့မှရထားတဲ့အရာလေးတစ်ခုဆိုရင်အဲဒီဟာလေးကပို့ပြီးတော့တန်ဖိုးရှိနေတယ်လို့ခံစားရတယ်ပို့ပြီးတော့လည်းဟာငါကုတ်ငါလည်းကိုကုတ်ကိုလည်းဂုံယူတယ်ပေါ့နော်အဲ့လိုမျိုးလေးဖြစ်တယ်ပြီးတော့လည်းကိုထင်တာတည်းပို့ပြီးတော့ရတဲ့ဟာမျိုးလေးဖြစ်သွားတယ်ကိုမျောလင်းလာတာတိတ်တရာဒါပေမဲ့ ကိုကတကယ်ကိုစိတ်အေးချမ်းချမ်းသာသာလေးနဲ့ပုံမှန်လေးပဲလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်အလေးအကျင့်လည်းဖြစ်သွားတယ်။ကို့မာကဟိုဒီတိန့်တရားရဖို့အတွက်ကိုတခြားသောဟာတွေကိုပါအလေးအကျင့်ဖြစ်သွားတယ်။ဘယ်လိုမျိုးလဲဆိုတော့ကျွန်မမြင်တာပြောရမယ်ဆိုရင်ကျွန်မတို့ကရဲ့ system ထဲမှာက routine နေလဲပါတယ်။အဲ့ routine ထဲမှာကိုကိုကိုကျမ်းမာအောင်လုပ်ဖို့တွေအဲကိုကိုကိုလှပအောင်လုပ်ဖို့တွေလည်းပါမယ်။ပြီးတော့တော့ဒီပတ်စံရရှိဖို့အတွက်ကိုအမြဲစိတ်ချမ်းသာဖို့လုပ်ရမယ်ဆိုတဲ့ဟာတွေလည်းပါမယ်။ပြီးတော့ဒီအလုပ်ကလေးကိုအမြဲတည်းလည်ပတ်နေအောင်ဘယ်လိုမျိုး လုတ်သွားမလဲဆိုရယ် systemic plan နဲ့အဲ့လိုမျိုးတွေအကုန်လုံးကရှိထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ကိုဒီဟာရောက်သွားပြီဆိုရင်လည်းတော့လည်းသူဆက်လုတ်ဖြစ်သွားတယ်ဆက်လုတ်ဖြစ်သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီထက်ဒီထက်ပိုကောင်းတဲ့ဟာတွေပဲဖြစ်သွားတာကျွန်မခုနပြောသွားတဲ့ဟာကြောင့်အရန်ပူလာအောင်ပြီးတော့ဘာမှ system တွေဘာတွေလည်းမရှိပူလောင်နေဖို့ပဲတည်ရဖို့ပဲတည်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတဲ့သူကြတော့ရသွားပြီးရင်ဘာဆက်လုပ်ရမလဲရသွားပြီးပြီးပြီး ဲ့လိုမျိုးဖြစ်သွားတာပေါ့နော်ဟိုလူကကျတော့ရသွားပြီးရင်တော့မသူကလှုပ်ရှားရှေးဟာလေးတွေကိုပုံမှန်ဆက်လုပ်သွားရုံအကျင့်တစ်ခုဖြစ်သွားပြီပေါ့နော်ပြီးတော့လေရတဲ့ဟာတွေကဘယ်လိုမစိတ်လေးအေဂျင့်စွာပြောရှင်စွာနဲ့ရသွားတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မလို့ပိုကောင်းတဲ့ဟာတွေရသွားတယ်ပိုပြီးတော့ကိုမထင်ထားတဲ့အရာတွေရတယ်ပိုပြီးတော့လေဟို တကယ်ကိုကိုလိုချင်တာကတရားဆိုရင်တိမ့်တရားတစ်ထောင်လည်းဖြစ်သွားနိုင်တယ်ပေါ့ထောင်နဲ့ချီလည်းဖြစ်သွားနိုင်အဲ့လိုမျိုးအထီကိုကောင်းတာတွေဝင်လာတယ်ပေါ့နော်ဘာလို့လဲဆိုကိုယ့်ရဲ့စိတ်နှလုံးဖြူစင်လို့ကိုယ့်ရဲ့စိတ်နှလုံးကအေးချမ်းနေလို့ကိုယ့်ရဲ့စိတ်နှလုံးကငြိမ်းချမ်းနေလို့ပြီးတော့ကိုလုံးရမဲ့အရာလေးတွေကိုပုံမှန်လုပ်သွားလို့ကိုယ့်ရဲ့စီမှာဘာမှရုပ်ရော့တာမရှိတော့ဘူးအရာပူလောင်တဲ့သူတွေမှာကျတော့ရသွားခဲ့ရင်တော့သူ့ရဲ့ကျမ်းမာရေးသူကညအဲ့လိုမျိုးပူပန်မှုတွေနဲ့မစားနိုင်မအိတ်နိုင်နေတွေဖြစ်သွားမယ်အစာတောက်တွေပြတ်သွားမယ်အဲ့ဒီအတွက်ကြောင့်မလို့သူ့မှာက ဆုံးရသွားခဲ့ရင်တော့ဆုံးရှုံးမှုကအနည်းငယ်ရှိတယ်။ဒီဘက်တယောက်မှကြတော့တော့ဘာမှဆုံးရှုံးစရာမရှိဘူး။ပူကောင်းမှုပဲရှိတော့တယ်။ဘာအကျင့်တစ်ခုကောင်းတဲ့အကျင့်လေးတွေကလည်းဖြစ်သွားတယ်။ဘယ်လိုမျိုးလေးတွေကအေးချင်းချင်းပုံမှန်တော့လုတ်သွားရင်ဖြစ်သွားမယ်ဆိုတာကိုလည်းသိသွားတယ်။ဟာငါဒီဟာကြီးတကယ်မှန်ပါလား။နော်ဒီ system အတိုင်းကိုတော့ငါလုတ်သွားတယ်ဆိုတာတကယ်ငါဒီမှာတကယ်ရသွားပြီ။ ပြီးတော့လည်းငါဘလို့ဘလို့ထက်လို့ရင်တော့ရမလဲဆိုတော့ယုံကြည်သွားပြီကိုကိုကြည့်လိုက်တဲ့အချိန်မှာလည်းစိတ်ကလေးကမြဲပို့ပြီးတော့အေးချမ်းလာရတယ်ဘာလို့လဲဆိုတော့ဒီစိတ်နှလုံးအေးချမ်းဖို့ပဲသူကဂရုစိုက်လာတာကိုအဲ့တည်းကြောင့်မလို့သူ့ရဲ့စိတ်နှလုံးကအရင်အေးချမ်းနေရတယ်ပျော်ရွှင်နေရတယ်ပြီးတော့သူခေါင်းနဲ့အကျင့်လေးတွေအများကြီးရှိနေပြီเนาะသူ့မှာကဘလို့ဘလို့လမ်းစာရေးစကဂျူးတွေကိုသူတိတ်ချဆွဲသွားရင်တော့ဖြစ်မလဲဆိုတဲ့ဟာကိုသိသွားပြီဖြစ်တဲ့အကြောင်းမလို့ဒီထက်ပိုကောင်းတဲ့ plan ဒီထက်ပိုပြီးတော့ ိုယ့်ရဲ့စိတ်နှလုံးကိုယ့်ရဲ့ကျန်းမာရေးအားလုံးကိုဂရုစိုက်ရမလဲဆိုတဲ့ plan တွေကိုတိတိကျကျလေးဆွဲတက်သွားပြီပေါ့နော်အဲ့လိုမျိုးကောင်းတဲ့ဟာတွေနဲ့ဒီတက်ပိုးကောင်းတဲ့အရာတွေကိုရရှိသွားတာဖြစ်ပါတယ်။သူဒီနေ့မှဒီဟာကိုရသွားခဲ့ရင်တော့နောက်နေ့မှထပ်ပြီးတော့ထပ်ဝင်လာမျိုးတွေထပ်ရလာမျိုးတွေရှိတယ်။ဘာလို့လဲဆိုတော့ သူ့ရဲ့ဒီ system ကောင်းမှုသူ့ကိုယ်သူကယူဆိုင်မှုဆိုတဲ့အရာလေးတွေနဲ့ပဲဖြည်းဖြည်းမှန်မှန်လေးနဲ့အေးအေးချမ်းချမ်းသွားရတဲ့အတွက်ကြောင့်မလို့ပါ။เนาะကိုကအလောတကြီးနဲ့အရန်ပူပန်စာနဲ့သွားမယ်ဆိုရင်အမားရွေးနေကြုံရသလိုကိုရထားတဲ့ဟာတွေကလည်းဆုံရှုံသွားပါလိမ့်မယ်။ရတော့ရမယ်ဒါပေမဲ့ကိုယ့်ဘက်မှာဆုံရှုံမှုတွေနဲ့နာမှုတွေရှိပါလိမ့်မယ်။အဲ့ဒါကြောင့်မလို့ကျမကမလောပါနဲ့ အာစိတ်ပူပန်မှုတွေမရှိပါနဲ့မဖြစ်သေးရတဲ့ကူကြိုးတွေးပြီးတော့ပူမနေပါနဲ့ကိုယ့်ပေါ်လှုပ်တဲ့သူတွေကိုလည်းဒေါသထွက်မနေပါနဲ့ပြီးတော့တခြားသူတွေနဲ့လည်းနှိုင်းရှင်ပြီးတော့မဖြစ်နေပါနဲ့အတိတ်ကကိုယ့်စိတ်နှလုံးကိုကြည့်အာပူလောင်နေတယ်ပူလောင်နေတယ်ဆိုတော့ဒီပူလောင်နေတဲ့ဟာကဘာအတွက်လဲဆိုတော့အရေးမြစ်ကိုတေးချာလေးရှာရမယ် ငါပတ်စံအတွက်ပူလောင်နေရတာလားငါရဲ့ဘသူဘယ်ရာအတွက်ကိုပူလောင်နေရတာလဲအဲ့တော့တေချာရှာပြီးတော့ကိုလို့လွှတ်ချတဲ့ရင်လွှတ်ချလိုက်လက်ခံတဲ့ရင်လက်ခံလိုက်ပြီးရင် ကိုဘာလုပ်မလဲငါအဓိကကငါစိတ်နှလုံးလေးအေးချမ်းစွာနဲ့ငါဖြစ်ချင်တဲ့အရာငါဒီထက်ပိုကောင်းတဲ့အရာကိုရဖို့အတွက်ကိုငါဘယ်လိုမျိုးလေးမမှန်ကန်လုပ်ရမလဲဆိုတဲ့ဟာကိုပဲခေါင်းနဲ့ထည့်ပြီးတော့ system တစ်ခုတည်ချလေးဆွဲဆွဲပြီးတော့ဒီတိုင်းလေးပဲမပြတ်မကွက်ပြတ်သွားရင်လည်းပြန်လုပ်ပြတ်သွားရင်လည်းပြန်လုပ်နဲ့အလေးချင်းလေးတစ်ခုဖြစ်သွားရဲဆိုရင်သူကနဲ့သူကိုလိုချင်တဲ့ဟာလေးတွေကိုအေးတဲ့ချက် ပေါ့ပေါ့ပါလီနဲ့စိတ်စိတ်စိတ်ထဲမှာဘယ်လိုပြောရမလဲ နေနေမှုအပြည့်နဲ့ပေါ့နော်ပူလောင်မှုမရှိဘဲနဲ့ရရှိသွားမှာဖြစ်ပါတယ်အာကိုကပူလောင်နေလဲရရှိမဲ့အတူတူအေးချက်ချင်းပျော့ပျော့ပေါ့ပေါ့ပေါ့ပါပျော့ပျော့ရှိရှိနဲ့ရသွားတာကပူကောင်းနေဟုတ်တယ်မလားအဲ့ဒါကြောင့်မလို့ကျွန်မကဒီလူနှစ်ယောက်မှာဆိုရင်ကျွန်မကတော့အာလုံးကိုပို့ပြီးတော့အေးချမ်းနေသူငိမ့်ချမ်းနေသူပိုဖြစ်ချင်တဲ့ဟာလေးတွေကိုပျော်ပျော်ရွှင်ရွှင်နဲ့ရသွားတဲ့သူကိုမျော်လင့်ထားတာတက်ပိုကောင်းတဲ့အရာတွေရရှိသွားတဲ့သူ စိတ်နှလုံးအမြဲတမ်းငြိမ်းချမ်းပြီးခွင့်လွတ်ခြင်းနဲ့ကျေးဇူးတင်ခြင်းနဲ့ပျော်ရွှင်ခြင်းနေနဲ့ပဲပြည့်နေတယ်အရာရာကံကောင်းနေတဲ့သူအနေနဲ့ပဲသွားစေချင်ပါတယ်အငြိစိုးရိမ်မှုတွေတောကတွေဒေါသတွေ အာမကြိမ်မနှက်ဖြစ်နေတာတွေနဲ့အရင်လောဘကြီးကြီးပြီးတော့သူဖြစ်ချင်တဲ့ဟာတွေကိုအသေးအတန်ကြီးတွားပြီးတော့ဟိုနှိမ့်စင်နေတိုင်းမဖြစ်ရကောင်းလားဆိုဒေါသတွေအတွက်စိတ်တွေညစ်နေတဲ့သူလောဘမဖြစ်စေချင်ပါဘူးအဲ့ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုကြည့်ပြီးအခါမှာဟောငါဘယ်လိုဘယ်လိုရောစိတ်ထားရမလဲဆိုတဲ့ဟာကိုအကောင်းဆုံးသိသွားမယ်လို့ယုံကြည်ပါတယ်ဒီနေ့ကစပြီးတော့ဒီတေချာလေးကိုယ့်ရဲ့စိတ်နှလုံးကိုတေချာဂရုစိုက်ပါပြုပြင်နေထိုင်ကြည့်ပါ ကျမပြောရတာတခုကတော့တောကတွေဒီစိုးရိမ်ပူပန်မှုမရှိလေလိုချင်အရန်လိုချင်မှုမရှိလေစိုးရိမ်ပူပန်မှုမရှိလေကျမတို့ဒီထက်ပိုကောင်းတဲ့အရာတွေကိုရလေပါပဲကိုမလိုချင်ရင်ရလေပါပဲပေါ့နော်အဲ့အတွက်ကြောင့်မလို့ကိုလှုပ်ရှားရှိတဲ့ဟာလေးကိုပဲလှုပ်သွားပါဖြစ်ဖြစ်မှန်မှန်ပဲသွားပါရတာမရတာတွေကိုပူမနေနဲ့ပေါ့နော်သူ့ သူကိုလောက်ဆရာရှိတဲ့ကိုဒီဟာလေးရဖို့အတွက်လုပ်ထားတဲ့ system plan အတိုင်းကိုပဲသွားပါသူ့အနေနဲ့သူဖြစ်သွားပါလိမ့်မယ်ဆိုတဲ့ဟာလေးကိုပြောရင်းနဲ့အာဒီနေ့ဗီဒီယိုလေးကိုကြည့်ရှုနေတဲ့အာစိုးရိမ်မှုတွေပူပန်မှုတွေဝါရီတွေအများများတဲ့သူလေးတွေအားလုံးစိတ်အေးချမ်းမှုတွေပျော်ရွှင်မှုတွေအဲလမ်းစားတစ်ခုတွေရရှိသွားပါစေလို့ကျွန်မကယုံကြည်ပါတယ်ရောက်သွားပါစေလို့ဆုတောင်းပါတယ်ပေါ့နော်ရသွားမယ်လို့လည်းယုံကြည်ပါတယ်အားလုံးပဲဒီနေ့ ီဗီဒီယိုလေးကိုကြည့်ရအကျိုးကျေးဇူးတွေအများကြီးရရှိမယ်လို့လည်းယုံကြည်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်တတ